မြန်မာနိုင်ငံရဲ့လူ့ခွင့်ရေးကိစ္စရပ်တွေကိုနိုင်ငံရေးပုံသွင်းတာတရုတ်နိုင်ငံကစန့်ကျင်တယ်လို့ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆန်လီကပြောပါရယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်အမှတ်89မြင်းဆောင်180နှစ်အရာပြုလုပ်တဲ့အလို့သဘောဆွေးနွေးပွဲမှာသူကအခုလိုကြေညာချက်တရက်ထုတ်ပြန်ခဲ့တာပါလူ့ခွင့်ရေးကိစ္စရပ်တွေကိုနိုင်ငံရေးဆက်သွင်းတာကိုကျွန်တော်တို့ကန့်ကွက်ပြီး အဲ့လိုကိစ္စရက်တွေပေါ်ဖိအားပေးတဲ့အလေးချင်းကိုပယ်ချပါတယ်လို့၎င်းကဆက်ပြောပါတယ်မြန်မာနိုင်ငံကအတိုင်းပြည်အခြေအနေနဲ့ကိုက်ညီတဲ့ဖွံ့ဖြိုးရေးလမ်းကြောင်းဆက်လက်လျှောက်လှမ်းမှုအချုပ်ချာအာဏာလွတ်လပ်ရေးပိုင်နက်နယ်မြေတည်ထမ်းမှုတိုင်းပြည်တည်ငြိမ်ရေးကာကွယ်ဆောင်ရှောက်မှုကိုချစ်ကြည်ရင်းနှီးတဲ့အိန္ဒိချင်းတိုင်းပြည်အနေနဲ့တရုတ်နိုင်ငံကထောက်ခံတယ်လို့သူကဆိုပါတယ်။အာဆီယံအဖွဲ့ရဲ့အဆိုပြုချက်နဲ့မြန်မာစစ်ကောင်စီရဲ့လမ်းညွန်မြေပုံကအပြန်အလှန်တွန်းအားပေးပြီး ထီထီရောက်ရောက်အကောင့်ထဲပေါ်ဆောင်မှုတရုတ်နိုင်ငံကမျှော်လင့်တယ်လို့ဆန်လီကပြောပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့တင်းမာမှုတွေမြင့်တက်အောင်သို့မဟုတ်အခြေအနေရှုပ်ထွေးအောင်လှုံ့ဆော်တာထက် မတူညီမှုတွေကျင်းမြောင်းအောင်နဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအလေးထားသင့်တယ်လို့၎င်းကထောက်ပြပါတယ်။မြန်မာပြည်သူတွေဟာလက်ရှိမှာစစ်ပွဲရပ်တန့်ရေးနဲ့လူသားချင်းစာနာမှုအကူအညီတွေအရေးပေါ်လိုအပ်နေပြီးတရုတ်နိုင်ငံကငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာတက်ကြွစွာပါဝင်ခဲ့ပြီး အပြုသဘောဆောင်တဲ့ရလဒ်တွေရရှိခဲ့တယ်လို့သူကဆက်ပြောပါတယ်မြန်မာနိုင်ငံကတည်ငြိမ်မှုနဲ့ပြန်လည်တည်မြဲရေးရရှိဖို့ကုညီရမှာကျွန်တော်တို့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေဆက်လက်ပြီးပါဝင်ပါမယ်နိုင်ငံတကာအတိုင်းဝိုင်းကအဲ့လိုရည်မှန်းချက်နဲ့လှုပ်ဆောင်ဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့၎င်းကဆိုပါတယ်ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာဒုက္ခသည်တွေရခိုင်ပြည်နယ်ကိုနေရပြန်ရေးကိုနှစ်နိုင်ငံကြားဆွေးနွေးမှုတွေကတဆင့်ဖြေရှင်းရမှာဖြစ်ကြောင်း တရုတ်နိုင်ငံကတန်တမာရေးကြိုးပမ်းမှုတွေမှာပါဝင်ခဲ့ပြီးနှစ်နိုင်ငံစလုံးကိုလူသားချင်းစာနာမှုအကူအညီတွေပေးအပ်ခဲ့တယ်လို့ဆန်လီကပြောပါရယ်ပြည်ပခဘေးတင်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေအဆုံးမတက်ရင်တိုင်းပြည်ဟာကိုကိုကိုဖျက်ဆီးမှုလမ်းကြောင်းပေါ်ရောက်နေတယ်လို့ကုလသမဂ္ဂတန်တမာဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်းဂျူလီဘစ်ရှော့ကသတိပေးလိုက်ပါရယ် မက်လနောင်ပိုင်းကအင်အားပြင်းမြင်ကလေးတစ်ခုလှုပ်ခတ်ခဲ့လို့မြန်မာနိုင်ငံမှာလူ3800ကျော်သေဆုံးခဲ့ပြီးထောင်ထဲချီတန်ရာရရှိခဲ့ပေမဲ့အကြမ်းဖက်မှုတွေအဆုံးမသတ်ခဲ့ဘူးလို့၎င်းကကုလသမဂ္ဂအထွေထွေညီလာခံမှပြောပါရယ်အဖွဲ့အစည်းအလုံးမှာနှစ်ဖက်စလုံးအကျိုးမြတ်မရှိတဲ့နှီးရှိနေပါရယ်လက်နက်ကင်ပြိပခတွေကလူသားချင်းစာနာမှုလိုအပ်ချက်တွေပြည့်မီရေးမှာအဟန့်အတားဖြစ်နေသေးပါမြန်မာနိုင်ငံတွင်လက်နက်ကင်စည်းဝင်မှုက စီးရင်နီလန်းနဲ့အပြေရှာဖို့ဖြစ်နိုင်စေဆိုတဲ့မျှော်လင့်ချက်တွေ ဖြစ်စေပါတယ်လို့၎င်းကဆိုပါတယ်။တိုင်းပြည်ကိုအစိမ့်စိမ့်အမှော်မှော်ဖြစ်စေခဲ့တဲ့မဟာဗျူဟာကိုပြန်လည်စဉ်းစားဖို့မြန်မာစစ်ကောင်းဆောင်တွေနဲ့တွေ့ဆုံချိန်မှာသူကတိုက်တွန်းခဲ့ပါတယ်။ဒီဇင်မာလာသို့မဟုတ်ဇန်နဝါရီလတွင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုလည်း၎င်းကသတိပေးခဲ့ပြီးအကျန်းဖတ်မှုတွေအဆုံးမသက်ရင်ပြည်သူတွေရဲ့ပုံမတော်လန့်မှုနဲ့မတည်ငြိမ်မှုတွေဖြစ်လာစေနိုင်တယ်လို့ပြောကြားခဲ့ပါတယ် အာဆီယံဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အော်တမန်ဟာရှင်းနဲ့ညီနိုင်ဆောင်ရွက်နေပြီးမြန်မာနိုင်ငံကိုအတူသွားရောက်ဖို့သဘောတူခဲ့တယ်လို့၎င်းကဆက်ပြောပါရယ်။ရခိုင်ပြည်နယ်ရှိရိုဟင်ဂျာတွေရဲ့အခြေအနေဟာအလွန်ဆိုးရိမ်ပွဲရာရှိနေပြီးအရက်သား80ရာခိုင်နှုန်းစီးရဲမွေးတွေကစစ်တပ်နဲ့အာရခတပ်တော်အေဂျာတိုက်ပွဲတွေမှာကြားညက်နေပြီးအာတမတပ်သားတစ်စုဆောင်းခံရမှုနဲ့အမျက်ထုတ်ခံရမှုတွေကြုံတွေ့နေရတယ်လို့သူကထောက်ပြပါရယ်။